င်္ဂလာပါခင်ဗျာ MCN သတင်းဌာနနေ့စဉ်တင်ဆက်ပေးနေတဲ့ Business Today ရုပ်သံစီစဉ်ကကျေဇူးပါတယ်ဒီစီစဉ်ကနေနေ့စဉ်နိုင်ငံကသုံးငွေကြေးပေါင်းစင်တို့ချွေစင်းတို့စက်သုံးစီစင်းတို့အပါအဝင်တခြားစီးပွားရေးဆိုင်ရာထူးခြားသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အခုပထမအဆုံးအနေနဲ့နေ့စဉ်နိုင်ငံကသုံးငွေကြေးပေါင်းစင်တို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့2018ခုနှစ်ဇွန်လ19ရက်တနင်္လာနေ့အတွက်ပြည်တွင်းပြည်ပမှာလဲလှယ်နေတဲ့ငွေကြေးစင်းတို့ကတော့ အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ1354ကျပ်၊ဥရောပဒေါ်လာကိုမြန်မာကျပ်ငွေ1516ကျပ်၊စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ985ကျပ်၊တရုတ်ဒေယွမ်ကိုမြန်မာကျပ်ငွေ200ကျပ်၊အိန္ဒိယဒေါ်ရူပီကိုမြန်မာကျပ်ငွေ21ကျပ်၊မလေးရှားဒေါ်ရင်းဂီကိုမြန်မာကျပ်ငွေ318ကျပ်နဲ့ထိုင်းတပတ်ကိုမြန်မာကျပ်ငွေ40ကျပ်ဝင်းကျင်အသီးသီးပေါင်စည်းရှိနေကြပါတယ်။ဒီကနေ့အတွက်ငွေစည်းနှုန်းတွေကတော့ပြီးခဲ့တဲ့ရက်တွေထဲဆိုင်အနည်းငယ်ကျဆင်းလာပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဒီကနေ့အတွက်ရွှေစည်းနှုန်းပေါက်ဈေးတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ညနေ3:00နာရီအချိန်ထိ16ပဲရီတစ်ကျပ်သားကို9,900ကျင်းတဲ့အဝယ်ဈေး9,900ကျင်းဈေးဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေစည်းမှာဆိုရင်တော့တစ်ထရိုင်အောင်စကို1,252ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ပြည်တွင်းရွှေစည်းနှုန်းတွေကတော့ပြီးခဲ့တဲ့ရက်တွေထက်ဆိုင်အနည်းငယ်ကျဆင်းလာပါတယ်ခင်ဗျာ။ရန်ကုန်မြို့က73စီဈေးနှုန်းအခြေအနေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီဇယ်တလီတာကို 6.95ကျပ်ကနေ900ကျပ်ဝင်ခြင်းပရီမီယံဒီဇယ်1လီတာကို6.95ကျပ်ကနေ920ကျပ်ဝင်ခြင်းအော်ဒိ92 1လီတာကို6.80ကျပ်ကနေ900ဝင်ခြင်းအော်ဒိ95 1လီတာကို930ကျပ်ကနေ950ကျပ်ဝင်ခြင်းအသီးသီးပေါက်ဈေးရှိနေကြပါတယ်ဒီကနေ့တော့ရန်ကုန်မြို့ရဲ့73စီဈေးကွက်အခြေအနေကတော့လက်လီဆိုင်တွေမှာတော့ဈေးနှုန်းအနည်းငယ်ကွာချားနိုင်ပါတယ်ခင်ဗျာ ဒီကနေ့တော့စံစည်းနှုန်းအခြေအနေကိုတင်ဆက်ပြရမယ်ဆိုရင်တော့အင်မတာစံညံတိကိုရေသေးပေါ်မူဒီက2100ကနေ2400ကျပ်ဝင်းချင်းရှိပြီးစံညောပေါ်ဆက်မွေးတိကိုလည်းရေသေးပေါ်မူဒီက3300ကျပ်ကနေ3600ကျပ်တိရှိတယ်လို့မြန်မာနိုင်ငံစံစွားကုန်စည်တိုင်းဝါရန်ကနေသိရပါတယ်ခင်ဗျာဆက်လက်ပြီးဒီကနေ့အတွက်ရန်ကုန် Stock Exchange ဈေးကွက်ရဲ့နောက်ဆုံးအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ FMI First မြန်မာ Investment Company Limited ကအစုရှယ်ယာတစုကို 14000ကျန်တဲ့ဈေးပွင့်ထားပြီး14000ကျန်တဲ့ဈေးပိတ်ခဲ့ပါတယ် MTSA မြန်မာတီလဝအစည်းအဝေး Holding Public Limited ကတော့စုရှယ်ယာတစုကို3800ကျန်တဲ့ဈေးပွင့်ခဲ့ပြီး3800ကျန်တဲ့ဈေးပိတ်ခဲ့တာပါ MCV မြန်မာ Citizen Bank Limited ကတော့စုရှယ်ယာတစုကို9200ကျန်တဲ့ဈေးပွင့်ထားပြီး9200ကျန်တဲ့ဈေးပိတ်ခဲ့ပါတယ် First Private Bank Limited ကတော့စုရှယ်ယာတစုကို2800ကျန်တဲ့ဈေးပွင့်ခဲ့ပြီး2800ကျန်တဲ့ဈေးပိတ်ခဲ့ပါတယ် ဒီကနေ့တော့ Yangon Stock Exchange ဈေးကွက်မှာဆိုရင်เนาะဈေးနှုန်းတွေကအပြောင်းလဲမရှိပဲတည်ငြိမ်နေပါတယ်ခင်ဗျာ MCN သတင်းထံရဲ့ Business Today ရုပ်မြင့်သံကြားအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာတော့ MCN TV News ဆိုပြီးရှာဖွေကြည့်ရှုနိုင်ပါတယ် MCN သတင်းထံရဲ့အစီအစဉ်တွေမှာကြော်ညာထက်သွင်းလိုရဲဆိုရင်တော့ဖုန်းနံပါတ်39936348469ကိုဖြစ်စေ email လိပ်စာ neurons.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ် MCN တရင်းတိုင်း business today ဂျိုးမြင့်တညာအစီအစဉ်ကိုကြီးစုအားပေးခဲ့တဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်ကျွန်တော်အောင်ကျော်မူပါ